တီလူဝါစီမံကိန်းကြောင့်ပြောင်းရွှေ့ခံရတဲ့ပြည်ရွာ6ရွာရဲ့ဒေသခံတွေကဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကိုမြန်မာအစိုးရကတင့်တော်တဲ့ရောကြီးငွေမပေးခဲ့တဲ့အကြောင်းတိုင်ကြားခဲ့လို့ဇူလိုင်19ရက်နေ့မှာ JICA အဖွဲ့ကကွင်းစင်းစုံစမ်းခဲ့ပါတယ်။ JICA အဖွဲ့ကရွာသားတွေဘာပြောခဲ့လဲ။ဟတ်တာ400နဲ့တိဆောက်ဖို့ရထားတဲ့တီလူဝါစီမံကိန်းမှာမြန်မာအစိုးရကနောက်ထပ်ဟတ်တာ2000တိုးချဲ့လုပ်ကင်ခြင်းမှာပြည်ရွာ6ရွာရဲ့ဒေသခံတွေက သူတို့ရဲ့လက်ရှိစားဝတ်နေရေးခြေနေတွေပျက်စီးဒုက္ခရောက်နေတဲ့အကြောင်းကိုဂျိုက်ကာအဖွဲ့ကိုတင်ပြခဲ့ပါတယ်။ကြောင်းရွှေ့ခံရတဲ့ကြေးရွာ6ရွာကိုစားတန်လင်မြို့နယ်အလွမ်းစုကြေးရွာကဦးမြလိုင်ဦးဆောင်ပြီးတိုင်ကြားခဲ့လို့တီလဝါထူးစည်းဝိုင်းစုံလိလာဆောင်ကြည်ရေးနဲ့ဂျိုက်ကာရဲ့တာဝန်ရှိသူတွေတွေ့ဆုံချိန်မှာသုံးပွင့်ဆိုင်ညှိနှိုင်းပြီးတာဝန်ရှိသူလို့လှုပ်ဆောင်မှာဖြစ်ပေမဲ့ရော်ကြီးငွေထုတ်ပေးရေးကမြမအစိုးရနဲ့ပဲသက်ဆိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဖြစ်နေတဲ့ပြဿနာဟက်တာ2005တော့စီမံကိန်းမစသေးတဲ့အတွက်သူကလောလောဆယ်ဇာမနီဆရာနေပြီးတော့ရေပေးဝေမှုကိုဖြတ်လိုက်တဲ့အတွက်2012တည်းကအခုအထိຫນွေစပါးစိုက်ပျိုးမှုလေသမားတွေမဆက်ရတော့ဘူးအဲ့ဒီမဆက်ရတဲ့အတွက်ဒီ2000မှာရှိတဲ့လေသမားတွေကဝင်ဝင်ခွင်လန်းတော့ဆုံးရှုံးသွားတယ်တော့ဟက်တာ400မှာရှိတဲ့ဒီဒေသခံတွေအနေနဲ့ကတော့ပြောင်းရွှေ့သွားရပေမဲ့လုတ်ကန်ခွင်လန်းတွေဖန်တီးမှုမရှိဘူးနောက်တစ်ခါဂျိုက်ကဂိုက်လိုင်းတဲ့ရော်ကြီးကိုလုံလောက်လောက်ပေးအပ်မှုမရှိဘူး ော့နေရာထိုင်ခင်းနဲ့ပတ်သက်လို့စနစ်တကျလုတ်ကင်ဆောင်ရွက်ပေးထားခြင်းမရှိဘူး။ဆက်၈ဦးလောက်ကအိမ်တွေကိုရောင်းသွားကြရပြီ။ဒါတွေကပြန်ပြောလို့ရှိရင်စီမံကိန်းရောက်သူတို့ဘဝလေးတွေပျက်စီးသွားတာ။အကြံနဲ့နောက်ထပ်ပျက်စီးဖို့အလားအလာလဲရှိသေးတယ်။အခုအိမ်တွေပေါင်ထားရတယ်။အဲ့ဒါတွေကဘာလဲဆိုအဓိကစားဝတ်နေရေးမပြည့်လေလို့ဘာကြောင့်မလို့ဂျိုင်ကာရောရောဒီစီမံခန့်ခွဲမှုကော်မတီရောအဲ့ဒီပြောင်းရွှေ့လက်ရတဲ့ဒေသခံတွေရဲ့အလုပ်ကံအခွင့်အလမ်းတွေကိုစနစ်တကျအကူအညီဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့သူတော့အဲ့လိုပဲမြင်အဓိကအကောင်းဆုံးကတော့ဒေသခံအဖွဲ့အစည်းတွေရဲ့ဂျိုက်ကာရဲ့မြန်မာဆိုရတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အဲ့ဒါကိုညှိနှိုင်းပြီးတော့ပြေလည်အောင်အကောင်းဆုံးလုပ်ရင်တော့ဒီအထူးစီးပွားရေးဆောင်စီမံကိန်းကြီးအဲကောင်းမယ်အဲ့ဒီလိုမှမဟုတ်လို့အခုအတိုင်းဆွေးနွေးညှိနှိုင်းမှုတွေမပြေလည်ရဘူးဆိုရင်တော့ဒီစီမံကိန်းရဲ့ရှေ့အနာဂတ်မှာအဖြေပြောဖို့တော့မှခက်ခဲလိမ့်မယ်လို့ထင်တယ် မြန်မာအစိုးရပြန်လည်ချပေးတဲ့နေရာအသစ်မှာအလုတ်ကင်မရှိဝေးလံခေါင်ပါသလိုဇာမလီဆဲကိုပိတ်လိုက်လို့နှွေစပားလဲစိုက်ပျိုးမြဖြစ်နေရကလူမှုဒုက္ခတွေကြောင့်မိသားစု78စုဘဝပြတ်ခဲ့ရတယ်လို့ဆိုပါတယ်။မြန်မာအစိုးရဘက်ကပွင့်လင်းမြင်သာမှုရှိဖို့နဲ့ဒေသခံတွေအကျိုးစီးပွားကိုမျက်ကွယ်မပြုဖို့လဲရိုက်ကအဖွဲ့နဲ့တွေ့ဆုံချိန်မှာတင်ပြခဲ့ပါတယ်။